စ်ထက်တောင်စောတဲ့တမိုင်းကျောင်းရှိရတဲ့ရှေးဟောင်မြို့လေးတမျိုးအကြောင်းကိုပြောပြပေးပါမှာဤတဲ့ကကုန်းတော်ပေါ်မှာရွှေရောင်အစင်းနဲ့ထိထိပေါက်နေတဲ့ဘော်ဒီညောင်ပင်ကန်းနဲ့စင်သက်လာခဲ့တယ်လို့သိရပါတယ်ပထမမြို့တော်အမည်မှာရှမ်းပါတာအပြင်ကောက်ဆံပြီလို့သိရပါတယ် ဒီမျိုးကိုဘိနကရာဇာမင်းမြတ်ကဆလိုမဟာနယ်တင်းမောမင်းတီအဆက်မပြတ်အုပ်ချုပ်ခဲ့ပြီးထီးဖြူရာဇာပလင်နဲ့ဗရိတရိမင်းအဖြစ်စိုးစားခဲ့ကြတယ်လို့ဆိုပါတယ်1359ခုနှစ်မြန်မာတက္ကရာ932ခုနှစ်မှာဇောဝါစီဆိုင်ဖကတီထောင်ခဲ့ပြီးမြို့ပပလယ်မှာကျုံမြို့ယူတကားတိုင်တွင်ပြည်ဆောင်စွာတိဆောက်ခဲ့တယ်လို့ဆိုပါတယ် အလျား85ပြီအနံ့55ပြီရှိပြီးတိုင်လုံးပေါင်း168လုံးနဲ့တိဆောက်ထားတဲ့နှစ်ပေါင်း130ကျော်တက်တန်ရှိတဲ့ရှေဟောင်းဖုံးကြီးကျောင်းဖြစ်ပါတယ်။